မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အေအေတိုက်ခိုက်မှုတွေကြောင့်စစ်တွေမျိုးအမြင့်ကျွန်းရဲစခန်းဆုတ်ခွာထွက်ပြေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးတွင်စစ်ကောင်စီတပ်နှင့်အာရကတပ်တော်အေအေတို့အကြားအပြန်လှန်လက်နက်ကြီးပစ်ခတ်မှုနေစဉ်ဒီပါရှိနေပြီးအမြင့်ကျွန်းကျေးရွာရှိစစ်ကောင်စီရဲစခန်းမှာဆုတ်ခွာထွက်ပြေးသွားကြပြီဟုသတင်းရင်းမြစ်ထံမှသိရပါတယ် ရခိုင်လကရေကစစ်ကောင်စီတပ်နဲ့အေအေတို့ကြားတွင်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြတော့လေယခုအောက်တိုဘာလအတွင်းပစ်ခတ်မှုပုံမှုပြုလုပ်လာကြကြောင်းနှင့်စစ်ကောင်စီဘက်မှလက်နက်ကြီးအရေးအတွက်များများပစ်ခတ်နေကြောင်းသိရပါဗျ။စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့မြို့ကတရင်ရင်းမြစ်တပ်ဦးကအမြင့်ကျွန်းတရအောက်မှာရှိတဲ့စစ်ကောင်စီရဲစခန်းတက်ဆုပ်ပြေးသွားပြီးအရင်ကအဲ့ဒီဒေသတဝိုက်ကလူစုလူမိုက်တွေကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အချုပ်ခန်းနဲ့တွဲပြီးရဲစခန်းရှိတဲ့တရအောက်မှာတက်ခင်လေလမ်းဘေးကနေချိုးဝင်သွားရတယ်။ 2023နောက်ပိုင်းကလေးကအဲ့ဒီရဲစခန်းမှာစစ်သားတွေပါတက်ဆွဲအထိုင်ချထားတာဒါပေမဲ့အေအေဘက်ကလက်နက်ကြီးတွေနဲ့လှမ်းထုတော့မခံနိုင်ဘူးဖြစ်နေဒီလအစောပိုင်းကလေးကတက်ဆုပ်သွားတယ်နိုင်ကန်တရာနာအထီကိုတက်ဆုပ်သွားတယ်လို့သိရတယ်ဟုပြောပါတယ်စစ်တွေမျိုးအနီအရကတက်တော်နဲ့စစ်ကောင်စီတို့ကြားတွင်တင်းမာနေကြပြီးနေစင်ဒီပါအပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုပုံမှုပြင်းထန်လျက်ရှိနေသည်ဟုအေအေဘက်ကမှအော်တိုဘာလ15ရက်တွင်ထုတ်ပြန်အတည်ပြုထားပါတယ်စစ်တွေတရင်ရင်းမြစ်များကြီးပြောဆိုချက်အရချောင်းမွေမင်းကန်ခေါ်ရွှေမင်းကန်စိတ်ကန် ဖားဒလိရှိတရင်တက်စခန်းများနဲ့ရေချမ်းပြင်ရှိတက်စခန်းတို့မှအေးအေးထိန်းချုပ်ရာရက်သစ်တောင်ပုံနာကျွနေပေါက်တော်ဒေတာများတို့လက်နက်ကြီးများပြစ်ခတ်နေကြောင်းသိရပါတယ်မနေ့ကဆိုချောင်းမယ်မိကမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကနေပုံနာကျွန်းဘက်ကိုလက်နက်ကြီးအလုံးရာနဲ့ချီတဲ့ပစ်ခတ်တာမနေ့ကနေညနေထိပဲတောက်လျှောက်ပစ်ခတ်တာအဲ့ဒီလက်နက်ကြီးတွေကြောင့်ပဲပုံနာကျွန်းကပရာဟိတလုပ်နေတဲ့လူငယ်လေးတယောက်သေဆုံးသွားရတယ်။ဒီရက်ပိုင်းနှစ်ဖက်အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတော်တော်ပြင်းထန်နေကြတယ်ဟုနောက်ထပ်စစ်တွေမြို့ကန်သတင်းရင်းမြစ်တအူကပြောပါရတယ်။ အမြင့်ကျွန်းတရာတစ်ဖက်ချမ်းတွင် AA ရှိပြီးနောက်တစ်ဖက်တွင်စစ်ကောင်စီတပ်ရင်းများရှိပါတယ်။ AA sniper ပစ်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အမြင့်ကျွန်းချိရွာအနီးရှိရဲစခန်းအပါဝင်တပ်စခန်းများမှနိုင်ီကန်တရာအနီးရှိဓာတ်ကဆစစ်တွေဌာနချုပ်တို့တပ်ဆုံမှုရှိနေကြောင်းလည်းစစ်ကောင်စီတပ်သားနှင့်နီးစပ်သည့်တရင်ရင်းမြစ်ကပြောပါတယ်။ကျွန်တော်တို့ကြားတာကအမြင့်ကျွန်းနဲ့ပါတလိတ်ကတပ်စခန်းတွေတော်တော်များများတပ်ဆုံလာကြတယ်လို့သိရတယ်။စစ်ကြောင်းထိုးတာလောက်ပဲလှုပ်ရှားပြီးတော့စခန်းချရက်ရှည်နေထိုင်တာမျိုးတိတ်တော့မရှိဘူးလို့သိရတယ်။ ဒါပေမဲ့အတီးပြုတ်ကတော့နည်းနည်းတော့ခက်တယ်။အေအေကတော့အဲ့ဒီဘက်တွေကိုလက်နက်ကြီးတွေနဲ့တော့လှမ်းလှမ်းထုနေတယ်လို့သိရတယ်ဟုပြောပါရယ်။စစ်တွေမျိုးပြင်ဖြန့်ကျက်ထားသည့်စစ်ကောင်စီတရင်များတပ်စခန်းများမှနိုင်ငံကြီးရွာမှရှိတဲ့ဒေသကိုကဲမှုစစ်ဌာနချုပ်စစ်တွေတို့တက်ဆုပ်ထားကြကြောင်းနဲ့ရင်းမတဆင်စစ်ကြောင်းထိုးလှုပ်ရှားမှုများဖြင့်စည်ရေးဖို့ဆောင်နေကြောင်းသိရပါရယ်။ရှင်းပြင်းစစ်ကောင်စီသည်စစ်တွေမျိုးအားအာရကတက်တော်အေအေမှဝင်ရောက်တိုက်ခိုက်လာလိုက်ရင်ဖက်ပေါက်တို့မဟုတ်နောက်ခံစစ်အနေဖြင့်ခုခံတိုက်ခိုက်နိုင်ရန် ပင်လယ်ကမ်းဆက်လေဖြင့်မေယူမြို့ဝလေဖြစ်တဲ့တဲချောင်းကနေရေချမ်းဖြင့်စိတ်ကမ်းအထိကမ်းဆက်တလျှောက်တွင်တက်စကန်အချို့တိဆောက်ခြင်းဖန်ကားများတူးဖော်ခြင်းနဲ့အင်အားစုဝေးနေကြကြောင်းသတင်းရင်းမြစ်များကပြောဆိုထားကြပါတယ်စစ်တွေမြို့မှာစစ်ကောင်စီများတက်ဆုံမှုထွက်ပေါက်မှာမေယူမြို့ဝဖြစ်ဒီကိုသတင်းရင်းမြစ်များမှပြောဆိုကြအောင်သတင်းဌာနမှဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်ဆလပီတနင်္လာရီမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကမြေပြင်ကြီးချောင်းရှေချောင်းလေချောင်းမှထိုးစစ်ဆင်၍ ပြည်သူများခီးသွွာလာခြင်းမပြုလုပ်ရန်သတိပေးချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကကြီးချောင်းရေချောင်းလေးချောင်းမှတဆင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးမြိတ်တနင်္သာရီပုတ်ပြင်းလမ်းပိုင်းသို့ပြည်သူများခီးသွွာလာခြင်းမပြုလုပ်ကြပါရန်ပြည်သူကောက်ွယ်ရေးတပ်ဖွဲ့အမှတ်35နီးပြူဟာကသတိပေးချက်ထုတ်ပြန်ပါတယ်။တနင်္သာရီတိုင်းစစ်ဌာနကိုကိမှုအောက်ရှိမြို့ဟာ35နေမီဖြစ်သည့်တနင်္သာရီမြို့နယ်အတွင်း၌အချမ်းဖက်စစ်ကော်မရှင်တပ်နှင့် တော်လိုင်းရေးအဖွဲ့များကြားထိတွေ့တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီးအချမ်းဖက်စစ်ကော်မရှင်၏ကံယူရန်တိုင်းစစ်ဌာနချုပ်ကာယခနိအမှတ်73စစ်စီရေးကုကဲမှုဌာနချုပ်စကခ73တို့မှတိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါလေကြောင်းရေကြောင်းနှင့်လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေကြောင်းသတိပေးချပါသည်။ထို့သောအရတားပြည်သူများအားရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုများလှုံ့ဆော်နေသည့်အပြင်လမ်းများတွင်စစ်စေးရိတ်ကညာအခြေချတိဆောက်ခါခီးသွွားပြည်သူလူထုအားတရားမျှစစ်ဆေးခြင်း လုံခြုံရေးအကြောင်းပြ၍ကုံစီဖွင့်ဖောက်စစ်ဆေးခြင်းသိမ်းယူခြင်းလူနှစ်ကုံစီများအားတရားမဲ့ဖမ်းဆီးခြင်းဖြတ်တန်းခအဖြစ်စက်ကြီးခွန်မတရားကောက်ခံခြင်းလူငယ်လူရွယ်များအားအထမဖမ်းဆီး၍တပ်သားသစ်စုဆောင်ခြင်းတို့ကိုလည်းလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်စစ်ကော်မရှင်တပ်ကဒေတာရင်းကာလမကြီးများမှတဆင်စစ်ကူနှင့်ထောက်ပံ့ဖြည့်တင်းရေး လုပ်ငန်းများလှုပ်ဆောင်လျက်ရှိသောကြောင့်တနင်္သာရီမြို့နယ်ရှိလက်တလောဖြစ်ပေါ်နေသည့်စီရေးအခြေအနေမှာပြင်းထန်မှုရှိနိုင်ကြောင်းအယက်သားပြည်သူများအနေဖြင့်အသက်အန္တရာယ်ရှိနိုင်သည်ဟုဆိုပါရယ်။ထို့ကြောင့်ယနေ့အောက်တိုဘာလ28ရက်နေ့မှစ၍မြိတ်တနင်္သာရီပုံပြင်းလမ်းမကြီးတလျှောက်ခရီးသွားလာမှုမပြုရန်နှင့်အထူးသဖြင့်ကားလမ်းမကြီးအသုံးပြုသွားလာမှုကိုရှောင်ရှားကြရန်တနင်္သာရီတိုင်းစစ်ဌာနအမှတ်35နီးပြူဟာကထုတ်ပြန်ထားပါရယ်။ဆက်လက်ပြီးစိတ်ဖြူမြို့နယ်တန်စလုံစစ်တပ်ခိတ်ကိုတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးပြီး တနက်တလတ်နဲ့ခဲယမ်းများတင်စီရရှိဒေါ်လန်ရေးရဲဘော်တအူကြဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မခွေးတိုင်းပခုတ်ကူခရိုင်စိတ်ဖြူမျိုးနဲ့တန်စလုံစစ်တပ်ခိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်တလတ်နဲ့ခဲယမ်းများတင်စီရရှိခဲ့ကြောင်းပခုတ်ကူခရိုင်အမှတ်16တပ်ရဲမှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်။ယမန်နေ့အော်တိုဘာလ28ရက်နေ့နနက်9:30မိနစ်ကစိတ်ဖြူမျိုးနဲ့ဂွေးပင်ချောင်းကျွာနှင့်တောင်ငယ်လုံးကျွာကြားရှိတန်စလုံအကြံဖက်စစ်တပ်စစ်စေးရေးဂိတ်ကို ြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအခွင့်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖက်စစ်သားများကင်ဆာအသုံးပြုသော MA3 အမျိုးအစားတလန်ခြိပေါက်၃ခု 5.56G 130နှင့်အခြားဆက်ဆက်ပစ္စည်းများတင်စီရရှိခဲ့ပြီးရင်းနသာကော်လံမကွေးတိုင်းပကဖရွေးရှားစစ်ကြောင်းမှစစ်ကြောင်းမှုရဲဘော်စိတ်ဖြူခရဲဘော်ဟိမင်းသူမြင့်မြတ်စွာအသက်ပေးခဲ့ရကြောင်းသိရပါသည် အဆိုပါတိုက်ခိုက်မှုကပခုတ်ခုခိုင်တရင်ဆက်ကိုနဲ့ရေနဒကော်လံမကွေးတိုင်းပကဖရွေးရှားစစ်ကြောင်းတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ဖြူမျိုးနယ်တွင်စစ်တပ်ကရွေးကောက်ပွဲကျင်းပမည်ဟုဆိုကမျိုးပေါ်လုံးချုံရေးတိုးမြင့်နေသည့်အပြင်စစ်ဖြူမျိုးနယ်အတွင်းရှိကျေးရွာများသို့စစ်ကြောင်းထုတ်မှုများအရှိန်အဟုန်မြင့်လာကြောင်းအထူးသဖြင့်ကြေးရွာများကိုစစ်ကြောင်းထုတ်မှုများအတွင်ပြည်သူလူထု၏နေအိမ်များကိုဖျက်ဆီးခြင်းလူရဲချင်းနှင့်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုံ့ဆော်နေကြောင်းသိရှိရပါသည် ရွေးကောက်ခွဲလုပ်ဖို့နေမြေရှင်းလျေးဆိုပြီးစစ်ကြောင်းထိုးတာတွေရှိတယ်။ပြည်သူတွေကတော့စစ်ကြောင်းထိုးလာရင်ပြေးစစ်ကြောင်းပြန်ထွက်သွားရင်ပြန်ဝင်တဲ့တန်တရားလည်နေတယ်။ရွေးကောက်ပွဲလုပ်လဲစိတ်ဖြူပတ်မှာတော့အောင်မြင်မှာမဟုတ်တာသိကြတယ်။မြို့ပေါ်စစ်တပ်စုမိုးထားတဲ့နေရာကတော့မဲပေးပွဲလုပ်လို့ရနိုင်ပါတယ်။ရွာဘက်တွေတော့ရွေးကောက်ပွဲမဖြစ်နိုင်တော့ဘူးဟုစိတ်ဖြူမျိုးနဲ့အခြေဆိုင်တော်လရင်ကင်းထောက်တဲ့ရင်မြစ်ကသတင်းဌာနကိုပြောပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အထိုက်ခံအင်အားစုများအလုံးကို မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမည်ဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာအကြံဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟုမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနေဖြင့်တိုင်းဒေသလူနေစု28ဖွဲ့အတိုက်ခံအင်အားစုများအလုံးကိုအားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက် မလေးရှားနိုင်ငံသို့ရွှေကောက်ပွဲမတိုင်မီဖိတ်ကြားမည်ဖြစ်ကြောင်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်ရန်မြန်မာကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွှေကောက်ပွဲသို့လေလာဆောင်ကြည့်သူများဆေလွတ်ရန်စစ်တပ်၏ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်ကြောင်း၎င်းကဆိုပါရယ်တွစ်ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တိုက်တွန်းပါရယ်မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဥဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ် မြန်မာအကြံဖတ်စစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်စောင့်များကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရှင်းကြေညာချက်တွင်အဓိကအချက်များအနေဖြင့် မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲပေါ်တိုးတက်မှုများမလုံဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည်။ထို့ပြင်အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေး၏ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြံဖတ်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်